အန်တီကလည်းတခုတက်လာတဲ့ကလေးတွေအစ်စ်တွေအားလုံးချိုးဆိုပါတယ်။ဘာလို့လဲဆိုတော့ဒီကလေးတွေဒီအမှုပညာလောကကိုခုမှစရောက်တယ်ဆိုပေမဲ့လို့သူတို့ရဲ့ဟိုစိတ်သက်တည်းရအရန်ကိုပေါ့နော်တခုပြီးတခုတခုပြီးတခုစူးစမ်းခြင်းနဲ့စိတ်တွေရှိတာလဲသိရတယ်။တော်တော်များများအစ်စ်ကလေးတွေလည်းလည်းအန်တီကရိုက်ဖူးတော့အန်တီကတော့အားလုံးကိုလက်ကမ်းချိုးဆိုတယ်။သူတို့ကိုစူးစမ်းစေခြင်းနဲ့ပေါ့။အန်တီတို့ခေတ္တကအမှုပညာလောကကို ်ဝင်မှုဆိုတာအရန် ခက်ခဲတော့လေအရန်ကိုဘယ်လိုနည်းနဲ့ဘယ်လိုဝင်ရမှန်းကိုမသိလောက်အောင်ခက်ခဲကြတာဒီထဲကိုရောက်ဖို့ဆိုတာတကယ်ကြီးကိုဟိုဘယ်လိုခေါ်မလဲကြားကုတ်ကြားခဲ့စူးစားရတယ်လေအခုကလေးတွေကအရန်ကန်ကောင်းတယ်ဒီဖုန်းတွေပေါ်လာတဲ့အတွက်ဟိုနောက်ပိတ်ဆုံးဘယ်သူမှမခေါ်အောင်ကွာကိုဟာလေးနဲ့ကိုရိုက်ပြီးတော့တစ်တော့လေးတွေစော်ရင်းနဲ့ဟိုတစ်တော့ဆယ်လီတွေဆိုတာလည်းအများကြီးပေါ်လာတယ်ကို့အမှုပညာကိုကို့ဖုန်းလေးနဲ့ခြားပြခွင့်ရတယ် ီနေ့ရိုက်တဲ့ဥစ္စာကတော့ကျွန်တော်ဒီမမေခသူကိုယ်တိုင်စံညိုးရေးပြီးတော့သူကိုယ်တိုင်ဒါရိုက်တာလုပ်တဲ့ကျွန်တော်ဒီဘယ်မှာတော့ပြေးဆက်မှုနဲ့မှားတိတော့မှန်တယ်အခါတိတော့မှန်တရားဆိုတဲ့ဇာတ်ကားလေးတော့အဲ့အားလေးကိုရိုက်ဖြစ်တာပဲအာညီမကိုယ်တိုင်ရေးတာဆိုတော့ဒါလေးကဖြည့်ရမှန်လေးပေါ့နော်ဖြည့်ရမှန်လေးကိုဒီပြိသက်တွေကိုလည်းချပြခြင်းနဲ့အတွက်ပြီးတော့ဒီကတိမာလုံနေတဲ့ကောင်မလေးတွေကဒီလိုမျိုးပုံစံမဟုတ်ပါဘူးသူတို့ရိုးသားသားနဲ့ရှာပြီးတော့ဘဝကိုရုန်းကန်နေရတယ်မိသားစုထောက်ပံ့နေထောက်ပံ့ပေးနေရတယ်ဆိုရဲ့ဖြစ်ရလေးကိုရိုက်ထားပါရှင့် အခက်ခဲရတော့အများကြီးရှိရပါတော့เนาะအဲဒီနောက်တစ်ခုကကျတော့သူတို့လို့ထိခိုက်မဲ့အရာမျိုးတွေရောအမဖြစ်အောင်ပါเนาะမဖြစ်အောင်ပြီးတော့သူတို့ဒီထဲမှာလုံနေတဲ့သူတွေကဒီလိုမျိုးမဟုတ်ပါဘူးအဲမိသားစုအတွက်ရုန်းကန်ပြီးတော့စ조사နေရပါတယ်ဆိုတဲ့ဟာကိုအပြည့်အသက်ကိုလည်းသိကျင်တယ်သိအောင်ပါเนาะတော်တော်များများဒီထဲမှာလုံနေတဲ့သူတွေကအဲမကောင်းဘူးလို့မြင်ကြရလေဒီထဲကမိန်းကလေးကိုမကောင်းဘူးလို့မြင်ကြရအဲ့တော့မကောင်းတာမဟုတ်ပါဘူးဒီထဲမှာလုံနေကောင်းမလေးတွေကလည်းကောင်းတဲ့သူရှိပါတယ်ရိုးသားလုံနေပါတယ်ဆိုတာကိုချပြခြင်းတဲ့အတွက် ီစကားလေးကိုရိုက်ဖြစ်တာပါရှင်။ KDV ရဲ့ကောင်မလေးကတော့ဒီမှာအဲ့တဲလေးကိုနဲ့ထိုင်ရမယ်။အဲတချင်းဆိုဒီလောက်ပဲပေါ့နော်။သူတို့ဘဝလေးကိုဖျက်ဆီးနေတဲ့ဟာလေးကိုဟိုပြပေးရပါရှင်။အဲအန်တီကတော့ကလေးတွေကအန်တီကိုကမ်းလှမ်းလာတဲ့အတွက်လူငယ်လေးတွေဖြစ်ချင်တဲ့ဆန္ဒကိုအန်တီကလည်းဝိုင်းပြီးတော့မြေတောင်မြှောက်ပေးခြင်းနဲ့စေတနာပါ။ အများကြီးလားဆိုလို့ဇလေးကဟိုပါအန်တီအနေနဲ့အမြဲတမ်းလဲအန်တီအခုအပြင်မှာကလေးတွေတော်တော်များများနဲ့ရိုက်နေရတာမိသားစုဇက်ကလေးဟိုမအေဒရမာလေးတွေတာသမီပေါ်မှာထားတဲ့မြစ်တာအဲတာစု သမီးစုတွေနဲ့တွေ့တဲ့အခါဟိုစိတ်ဆင်းရဲရတဲ့မိခင်တရားအနေနဲ့ပါဝင်တည်ဆောက်ပေးမှာပါဟုတ်တယ်ဟုတ်တယ်အမြဲတမ်းအန်တီကအခုအပြင်မှာဆိုကလေးတွေနဲ့တွေ့လိုက်အန်တီကဒီနေရာတွေကများနေတယ် အဲကြိုက်တယ်အန်ဒီကလေအန်ဒီကငကိုရဲဟိုပါဘောဒရမာအာတန်နဲ့ဟိုလူတယောက်ဖြစ်တဲ့အတွက်ကြိုက်ပါတယ်ဘလို့ပဲပြောင်းပြောင်းအန်ဒီရဲ့ငကိုစိတ်ကအခုလာနေတဲ့ဟိုအချက်ဆုံးသူရဲ့ထုတ်ပတ်ပြီးမှကျတော့ပတ်စံရှိတယ်လေအဲအဲ့လိုမျိုးပေါ့ဘာကာရိုက်တာလာလာအန်ဒီအနေနဲ့ကတော့ကြိုးစားဖို့ကအဆင်သင့်ပါပဲကိုလေးကကြတော့ဒီလောကထဲမှာကျွန်တော်ကဘယ်လိုပြောလဲကတိမာလောလောကောင်မလေးရဲ့ကောင်ကောင်လေးကြီးစားပေါ့အဲကျွန်တော်ကဒီကျွန်တော်ကောင်မလေးရာဒီမှာလောလောရတယ်လောလောရရကိုကနားလေပြီးပြီးတော့ချစ်ရတာပေါ့ ်အဲသူတို့ဧည့်သည်နဲ့ရောထိုင်တာကိုကအတိတ်တည်းနဲ့ခွင့်လွှတ်ပေးရတယ်နားလည်ပေးရတယ်အော်သူတို့သူမိသားစုကြောင့်ပဲကိုကသူဖြူစင်နဲ့သူ့ဘဝကိုပြောင်းလဲပေးဖို့ချစ်ပေးတဲ့ကောင်လေးပေါ့နောက်ဆုံးသူ့ရဲ့ဒီအလုပ်ထဲမှာပဲမမျောပဲနဲ့သူ့ကိုဆွဲထုတ်တာပေါ့အဲဆွဲထုတ်ပြီးတော့သူ့ဘဝကိုကောင်းအောင်လို့အဲ့လိုပြုပြင်ပေးတဲ့ပုံစံမျိုးလေးပေါ့ကျွန်တော်ဒီဥစ္စာတော့တစ်ခါမှတော့မရရဘူးကျွန်တော်ကတော့တည့်ရမယ်အများနဲ့ဟာသတွေပဲလုပ်ဖြစ်နေရဆိုမာကြီးကမောင်လေးဒီလိုလိုဖုံးဆက်ပြီးသူကလှမ်းပြောတော့အမကြီးကကျွန်တော်ဒီလိုပုံစံမျိုးဆိုတော့အာကျွန်တော်စဉ်းစားအမကြီးအဲ့ဆိုကျွန်တော်လုပ်ကြည့်မယ်ဆိုတော့ပြီးတော့ဒီအနီးအနီးကိုလည်း အဲဟိုအနည်းစကားကြီးကြည့်ဘူးတော့အနည်းအနည်းရဲ့ပုံစံကိုကြိုက်တာနဲ့မာကြီးအမေအမေနေရာမှာဆိုအနည်းနဲ့တော်တော်လိုက်တယ်လိုက်တယ်ဆိုတော့အနည်းကိုလည်းသွားပြီးအဲ့လိုသွားချိတ်ပြထားအဲ့လိုမျိုးဟုတ်โอเคဒီစကားရိုက်တော့ကျတော့ဟာ TikTok မှာသူဟာတအေးလည်းအများကြီးလုပ်တယ်ပြီးတော့လူငယ်တယောက်ဖြစ်တဲ့အနေနဲ့သူစူးစမ်းခြင်းနဲ့စိတ်လည်းရှိရဲ့အဲအဲ့သူလုံနိုင်မယ်လို့လည်းယုံကြည်ရပေါ့နော်အဲအကြောင်းသူကန့်လန့်ဖြစ်တာပါအဲ့လိုကြီးလည်းဟုတ်ပဲဘယ်လိုပြောမလဲအဲ့အဲ့လိုတော့ဟိုကအဲ့လိုမျိုးမာကြီးကဆာလုံးအဲ့လိုအဲ့လောက်ထိခုနေရိုက်မယ်လို့မထင်ဘူးမောင်လေးအမစတူဒီယိုတစ်ခုလေးလုပ်เสียရှိရဲ့မောင်လေးချက်တော့ပါဝင်ပြပါအောင်ဆိုတော့ ဟုတ်ကဲ့ဆိုပြီးအဲ့လိုကျွန်တော်အပြစ်မှာဆိုင်ဆိုင်မှာထိုင်မြက်မာကြီးနဲ့စကားပြောဖြစ်လိုက်တော့အော်ဒီလိုကြီးရိုက်မာလာမာကြီးလို့ဟုတ်ပြီလို့အဲ့ဆိုတော့ကိုယ်လည်းတစ်ခါမှမလုပ်ဘူးတော့လေမာကြီးကျွန်တော်လုပ်တော့မလုပ်ဘူးဒါပေမဲ့ကျွန်တော်စူးစမ်းကြည့်မယ်ဆိုပြီးတော့အဲ့လိုမာကြီးမှာတေချာလေးပောင်ဝင်ဖြစ်သွားတယ်အဲ့လိုမျိုးအဲ့အဲ့အဲ့လိုပြောတဲ့လူလေကျွန်တော်ကြတော့ဟိုတိတ်ပြီးတော့ဘာမှတော့ဟိုလိုမျိုးကြီးတော့မထားတော့ပါဘူးတကယ်ပဲခွန့်လုတ်ပေးလိုက်တယ်ပြောချင်းတဲ့လူကပြောတယ်တကယ်ကိုကတော့ဝါဒနာပါတယ်ဝါဒနာပါလာနဲ့အလုပ်ဖြစ်နေတယ်ဆိုတော့ကိုကလုတ်လိုက်ရတာဒါပါပဲအော်ပြီးတဲ့အတွက်ကတော့အကောင်းဆုံး message တစ်ခုတန်ခဲ့မယ်လို့ညီမယုံကြည်ပါတယ် ဲဟိုဒီထဲမှာလုံနေတဲ့သူတွေလည်းအဲဟိုနောက်တစ်ခုကဒီကောင်မလေးတွေကလည်းဒီလိုမျိုးမဟုတ်ပါဘူးဆိုပုံစံချပြခြင်းတဲ့အတွက်အကောင်းဆုံး message တစ်ခုကြံခဲ့မယ်လို့ညီမပြောချင်ပါတယ်တေဦးဆောင်တာကတော့အရင်တော့ကတော့ကြာပါပြီနည်းနည်းပါပါတော့အမှုပညာကိုတော့ဟိုလုတ်ခဲ့ဘူးရပေါ့နော်ဒါလူမသိတာပဲရှိရပါအဲ့လိုတော့ရှိပါရှင့်လူလူမသိဆိုတော့ဟောတချင်းလေးပါလေးတော့အဲ့လိုရိုက်ဖြစ်တယ်ပေါ့နော်အဲ့လိုတိုင်းအသားတချင်းလေးပါရိုက်ဖြစ်ပါရှင့်အာဒါခုစူးစမ်းမှုပဲမူတည်ပါရှင့် အတော့မမားပွားပေါ့မမားပွားကဟိုကိုကောင်မလေးကသူ့ပါနိုင်ပြီးတော့အမနန်းနဲ့အမီမကြိုက်ဘူးပေါ့အဲအဲ့အားလေးကိုသဘောကျပါဘူးအခြေတောင်းတဲ့အားလေးဆိုလေအခြေတောင်းတဲ့အားလေးဆိုလေမစိုးပါဘူးသူအဲ့လေတော်တော်များများသဘောကျပါဘူးသူ့ရိုက်တရားတော့မစိုးပါဘူးသူကကြိုးစားရှင်တဲ့လူငယ်တစ်ယောက်ဆိုတော့သူလုံးနိုင်တယ်လို့မြင်ပါတယ်ဆက်ခရစ်ကတော့ချိုးနေရလေးကတော့ကိုဒီဒီဥစ္စာပထမဆုံးစလုပ်တဲ့အနေနဲ့တော့သူကအတွေ့အကြုံရှိတဲ့သူဆိုတော့နည်းနည်းပါတော့အကြံဉာဏ်တော့တောင်းပြပါတယ်အန်တီကလည်း တစ်ခုတက်လာတဲ့ကလေးတွေအစ်စ်တွေအားလုံးချိုးဆိုပါတယ်။ဘာလို့လဲဆိုတော့ဒီကလေးတွေဒီအမှုပညာလောကကိုခုမှစရောက်တယ်ဆိုပေမဲ့လို့သူတို့ရဲ့ဟိုစိတ်ဓာတ်တွေကအရန်ကိုပေါ့နော်တစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုစူးစမ်းခြင်းနဲ့စိတ်တွေရှိတာလည်းသိရတယ်။တော်တော်များများအစ်စ်ကလေးတွေလည်းလည်းအန်ဒီကရိုက်ဖူးတော့အန်ဒီကတော့အားလုံးကိုလက်ကမ်းကြိုးဆိုတယ်သူတို့ကိုစူးစမ်းစေခြင်းနဲ့ပေါ့ဟုတ်တယ်လေဟိုလမ်းမအောင်သားလေးနဲ့ပြောပြဖြစ်ပြရဲ့အန်ဒီတို့ခေတ္တကအမှုပညာလောကကို ဝင်ဖို့ဆိုတာအရန်ခက်ခဲတော့လေရန်ကိုဘယ်လိုနည်းနဲ့ဘယ်လိုဝင်ရမှန်းကိုမသိလောက်အောင်ခက်ခဲကြတာဒီထဲကိုရောက်ဖို့ဆိုတာတကယ်ကြီးကိုဟိုဘယ်လိုခေါ်မလဲကြားခုတ်ကြားခဲ့စူးစားရတယ်လေအခုကလေးတွေကအရန်ကန်ကောင်းနေဒီဖုန်းတွေပေါ်လာတဲ့အတွက်ဟိုနောက်ပိတ်ဆုံးဘယ်သူမှမခေါ်အောင်ကွာကိုဟာလေးနဲ့ကိုရိုက်ပြီးတော့တစ်တော့လေးတွေစော့ရင်းနဲ့ဟိုတစ်တော့ဆဲလီတွေဆိုတာလည်းအများကြီးပေါ်လာတယ်ကိုအမှုပညာကိုကိုဖုန်းလေးနဲ့ခြားပြခွင့်ရတယ်အန်ဒီတို့ခေတ္တကအဲ့လိုမဟုတ်ဘူးရိုက်တဲ့လူက ခေါ်မှဟိုကိုယ့်ရဲ့တရုတ်ဆောင်ခွင့်ကိုရကြတာလေအဲ့ဆိုဒီခေတ်ကလေးတွေဒီအမှုပညာလမ်းကြောင်းမှာတကယ်ကိုစူးစမ်းမယ်ဆိုရင်လွယ်လွယ်ကူကူနဲ့ဟိုလမ်းနဲ့အများကြီးပွင့်အဲ့ဒါမှဒီခေတ်ကလေးတွေအရန်ကန်ကောင်းပါတယ်လို့တဲဟုတ်တယ်အများကြီးပဲအော်ရပုံးသီးဖြစ်ပြီးပေါ်မလာတာရှိသလိုဟိုဘလို့ခေါ်မလဲတကယ်တမ်းဟိုဒီလောကကိုရောက်ပြီးတော့မှဟို လမ်းပြတ်သွားတဲ့လူတွေလည်းအများကြီးပေါ့နော်အဲ့လိုအဲ့ပေါ့အဲ့ပေါ့လူကလက်ချိုးယူလို့ရတယ်လေအနုပညာသမားအခုကျတော့အန်တီတို့ကိုနှိုက်ကပဲအစ်တကလေးတွေကိုကိုနဲ့တွဲဘူးတဲ့ကလေးရလွဲလို့ကျန်တာတွေကိုနာမည်တွေပါတယ်မမှတ်မိဘူးပေါ့နော်ဟိုတချို့ဆိုရင်ကိုနဲ့တွဲပြီးတာတော့မှဟိုနာမည်နာမည်တွေပါတိတ်ခေါင်းထဲမှာတိတ်မစွဲဘူးပေါ့နော်တခြားဟန်ပြောနေအန်တီတို့နှစ်ပေါင်းအစိတ်30လောက်တဲ့လူတောင်အန်တီကိုအခုချိန်ထိတွေ့တဲ့လူကအန်တီကအားပေးရနော်နာမည်မသိဘူး ိရလားအနိနာမဲ့ဘသူအဲအဲ့လိုလေးတွေမေးကြတယ်ပေါ့အဲ့ဆိုအန်တီတို့လိုလူမျိုးတွေတောင်းနာမဲ့တလုံးကဟိုခက်ခဲတယ်လीသိရမလားအဲ့ဒီတော့ဒီခက်ကလေးအစ်စ်ကလေးတွေအဖူကလည်းဟိုပြိတက်ရဲ့ရင်ထဲမှာဆွဲဖို့နာမဲ့တလုံးဆွဲကြံဖို့ဆိုတာကတော့တော်တော်ကြီးကိုစူးစမ်းကြရအောင်မှာပါသားအတွက်လာရိုက်ပြန်အနီကိုလည်းကျေးဇူးများအတင်ပါတယ်။အန်ဒီကလည်းသမီးတို့ကလာပြီးတော့ကမ်းလန်းတဲ့အတွက်သမီးတို့ကိုကျေးဇူးတင်ပါတယ်။ကလေးကိုလေးကိုလည်းကျေးဇူးများအတင်ပါတယ်လို့